တွေ့ရတွေ့ရကြတော့အသာပိုင်းကပြောခဲ့တဲ့လောကနဲ့ပဲကြည်လိုက်သာသမီလည်းတတ္တလောကလည်းအပြည့်ထဲထဲလိုက်ပြည်စည်းဥစ္စာလည်းဩကာသလောကအပြည့်ထဲထဲလိုက်ကိုလှုပ်ထားသမျှအရာအလုံးဟာလည်းပဲသင်္ခါရလောကအပြည့်ထဲတာပြည့်ထဲလိုက်အဲလိုထဲလိုက်ရရင်အဲ့ဒါစိတ်ရဲ့လွံ့မြောက်မှုကိုရသွားမယ်စိတ်သက်သာတယ်စိတ်သက်သာ အဲ့တော့ဒါတရားသဘောတွေပါတရားသဘောတွေနားလေသိရင်သက်သာမယ်မသိရင်ပြန်မမယ်ဆင်းရဲမယ်သိရင်လွတ်မယ်မသိရင်လဲမယ်ဒီလိုပဲသွားကြတာကြောက်လို့ဘယ်တရားအသုံးပြုရမလဲခုနပြောတဲ့ဤသတ်ဆုံးကိုပဲအသုံးပြုလိုက်ပါနော်ဤရပဲဆွဲလိုက်အဤဆုံးကကိုယ့်အတွက်အသုံးဝင်ဆုံးပဲဘလို့စေဒီတရားလေးသတိရရင်အဲ့ဒါအဲ့ဒီတရားကိုယ့်အတွက်အဤဆုံးပဲအဲ့ဤဆုံးကိုသုံးဘာပဲသုံးလို့ ဖြစ်တော့ဖြစ်တယ်မရှိတော့ဘူးနေစာသုံးမလားသုံးရတယ်အဲ့ဒါဤစာအဲ့ဒါသုံးအရာကိုနဲ့မဘာမှမမဆိုင်နဲ့နော်အနတ္တနော်သူချင်းလေရသူကပါဆိုတာဒါအနတ္တဟုတ်ဆိုတာအနတ္တဒါသုံးမိရရပြီးတယ်ဘာမှမဖြစ်ဘူးအဲ့ဒါသုံးရနော်သုံးမို့လောကအပြည့်နဲ့လန်းဆုံးသွားတာအပြည့်ဟိုဘက်ကအနေဆာကိုတမျိုးနည်းနဲ့ပြန်ပြောသွားတာဒါသုံးလဲရတာပဲနော်ဒီအပြည့်က ပြက်တာပြက်တာကိုအနှိမ့်စားလို့မယူပဲနဲ့ပြက်တာမကောင်းဘူးဒုက္ခဒုက္ခတစ္ဆာအနေနဲ့ယူပြီးဒါကိုသုံးသွားလည်းပဲရတာပဲနော်တရားကတော့နီးစပ်တဲ့ဟာပေါ့လတ်တလောကိုနဲ့အစင်အပြေဆုံးဟာကိုယ့်အတွက်အသုံးဝင်ဆုံးအဲ့ဒါကလည်းတဘိုးရှိဆုံးပဲဟိုဇာကပုံရှိတယ်လက်ထဲကအဲခြုံထဲကကျက်မကြီးတယ်လက်ထဲကကျဲဥကပုံတံမိုးရှိတယ်လက်ထဲကကျဲဥကလက်ထုတ်လက်ကင်ရတာလေ ဟိုချုပ်နေကျမကြီးကမတိချဘူးအဲ့တော့ချုပ်နေကျမကြီးထဲလက်ထက်ကကျဲဦးကကိုတန်ဖိုးရှိတယ်ဆိုသလိုပဲတရားကလည်းပဲကိုအနည်းဆုံးဟာဘယ်ရာပဲဖြစ်ဖြစ်အနည်းဆုံးဟာအတုံးဝင်ဆုံးဟာအဲ့ဒါတန်ဖိုးရှိဆုံးပဲဝေးတယ်ကွာတယ်အဲအဲ့လိုအတုံးမရအတုံးအတုံးမရဘူးအတုံးမကြဘူးဆိုရင်ဒါကတခုမရှိဘူး တရားအသုံးချင်လည်းပဲအဲ့လိုပဲတရားမှလည်းပဲဒီတရားကိုအတွက်ခေါင်းဆုံးလဲဆိုကိုယ်နဲ့အနီးစပ်ဆုံးပဲနော်ဘယ်ဘယ်စိစာလေးပါးပြီးပြောပြောပြိစ္ဆာသုံးဥပါဒီပြောပြောအာဘဌာနေပြောပြောအဲ့ဒါတွေကဝေးနေရင်မဟာသုံးမွေအဲ့တော့နားမလဲရင်လည်းဝေးတာပဲဝေးနားမလဲလို့ဝေးရင်အဲ့ဒါတော့ပဲဒီဒီပါဠိနားမလဲနားမလဲရင်သုံးမွေဘူး နာလေတော့မှသုံးဝင်တာအဲတော့နားမလဲရင်အသိပ္ပမန္နာဒါကြီးနားမလဲပဲခက်ချဲနော်နားလေတယ်ဆိုရင်ဒါသက်သာတယ်လွယ်တယ်သုံးဝင်တယ်အဲဒီတရားမျိုးသုံးပါတယ်နောက်ဘယ်တရားကိုသုံးကြည့်ကြမလဲဆိုရင်အခုပြောတဲ့သဘောပဲအဲဒါနိဒတ်ရတာဖန်ဆွဲလိုက်ကြတာ ပြီးတော့ဒီခုပြောတဲ့သဘောတွေကဆက်ဆက်ပြီးတော့ဒါနော်အိဗယ်ရှိလားမရှိလားဆိုတာစဉ်းစားကြည့်လိုက်ဒီမှာဒီသဘောတရားတွေရဲ့ဆက်ဆက်ပုံကဒုဗတာသူချိတ်နေတာဟိုလောကဘက်ပြောရင် လောကဘက်ကဟာဟိုဒီဘက်ကိုပြန်လဲလိုက်ရင် လောကုတ္တရာပဲဖြစ်သွားဓမ္မဘက်ဖြစ်သွားတရားပဲဖြစ်သွားသူကသူလူပဲဒီက အဲ့ဒီတော့ဒီနေ့တရားကောင်းနေရလဲသူမရှိပါဘူးလောကတရားလိုပဲတိုက်ခြင်းတတ်ပေါ့လောကလေးကိုလောကကိုကြည်နိုင်ကြရင်အပြက်ကိုမြင်လောကတွေကလွတ်သွားမှာပဲဒုက္ခင်စိတ်ကိုင်ရင်စိတ်နည်းဝါလိမ့်မယ်နော်အဲ့ဒီလိုစိတ်နည်းဝါရင်လည်းပဲဒီနေ့ရွတ်ပြခဲ့တဲ့ပါဠိစကားလုံးတွေလိုပဲအာဝိရုံကြီးဆန္ဒဆန္ဒနည်းဝါတယ်ဆန္ဒတွေက အတက်ဒီအခက်ဒီအလက်ဒီမထွက်တော့ဘူးဆိုရင်တက်တာသွားပြီဆိုတာဒီရဆန္ဒအတိတ်များတာဟွာလေးလဲကြည့်ချင်လိုက်ဒီဟာလေးလဲကြည့်ချင်လိုက်ဟွာလေးလဲတိချင်လိုက်ဒီဟာလေးလဲတိချင်လိုက်အဲဒီကြောင့်လည်းဦးဇင်းတို့ပြောဦးပါတယ်အတိများတော့လည်းကောင်းတော့ဗောဒါပေမဲ့လက်တလောမှာအလုတ်ဖြစ်ဖို့ကအရေးကြီးတယ် နော်လောကကြီးမှာတိကျရာတွေကအများကြီးရှိကြရာတွေကလည်းအများကြီးတိတင်းသလောက်တိရင်အဆင်ပြေတယ်ရှိတင်းသလောက်ရှိရင်အဆင်ပြေတယ်မဟုတ်ရင်များသွားရင်ရှုပ်သွားတာသူတရားတွေတော့ဦးဇင်းတို့အများကြီးပြောတဲ့အခါကျတော့ဘယ်ဟာဆွေးလို့ဆွေးရမလို့ဒါရောမလို့ဒါလေးတွေပြန်ညွှန်ပြီးတော့ပြောပေးနေတာဘယ်ဟာကိုယ်အတွက်အရေးအပါဆုံးလဲဆိုတာလေးဒါလေးပြန်ပြီးတော့ပြောပြအဲ့မှာ လောကမှာအရေးပါဆုံးရှိတယ်လို့ဓမ္မမှာလည်းပဲကိုယ့်အတွက်ဘယ်တရားကအရေးပါတယ်လဲဆိုတာကိုလက်လက်မမီတဲ့တရားပဲတော့မှအရေးမပါဒါကြောင့်ဒီလောကဆိုတဲ့เนาะလောကဆိုတဲ့ဒီတရားသဘောလေးနဲ့ကိုမိရင်လည်းမိတဲ့လောက်လေးသွားလိုက်။ဒီကတရားမှန်မြတ်သက်တာကိုကြီးပါပဲ ဒါကြောင့်ဒီတရားလောကသုံးပါးတရားဒီလိုလေးမှတ်ထားလိုက်လည်းရတယ်။ဘယ်တရားပဲဖြစ်ဖြစ်လက်တွေ့မှာအသုံးဝင်သွားဖို့သူညာရနေတာအရေးမကြီးဘူးတချို့အဲ့လိုအများအကြီးရှောက်ပြီးတော့ဆက်ဆက်ဆူဆူလေးလား။ဟုတ်တယ်။အများကြီးရှိတာတော့လေဘုဒ္ဓတာများတော့လည်းပဲကျုံရဆွဲပြီးသုံးလို့ရတာပေါ့။ तो मावी शव द्वारा ले सीधे न्यालवाजी वालो शव द्वारा सीधे ताजियारी म्या व्याजा मंदिर आलू रेखे को कैसा मपी के मा म्या चिया चाउंडे रेखा के लिरिया सारी जरा दिया मा आई နော်ဒီတန်းရောက်ရင်ဒီတန်းပြဋ္ဌာန်းစာလေးပဲသင်ဖို့တရံမသင်တရံမပြဋ္ဌာန်းတဲ့စာလေးတရံကြည့်အောင်သင်ရမှာဟို၄၅၀တန်းဟာလေးပဲရှောက်ဖတ်နေတော့မလွတ်သွားပြီးတော့အဆင်ပြေတော့နော်တခုကိုပြီးအောင်အရင်လှုပ်လိုက်ရအောင်မလို့တရားလေးပဲတခုခေါင်းပေါက်ပေါက်ရော့ရော့ဖြစ်အောင်လှုပ်လိုက်ကြရအောင်